အဲ့တော့ဗာလဲလို့ဆိုတော့မဲစင်းရဲ့ရှေ့မှာဖြစ်သွားတာပရိသတ်ကြီးရဲ့ဝိပဿနာဉာဏ်7ပါးပြောဝိပဿနာဉာဏ်စိတ်ဘယ်နှပါးလဲ7ပါးဝိပဿနာဉာဏ်7ရန်ဆုံးတော့မှနောက်ကဘာဝင်လာတာလဲမဲမဲပြီးတော့မှဘာလာလဲဖို့အဲ့တော့ခက်ကြဲကြဲလေးမှတ်တာသိမ့်မစိတ်ကြဆုံးနဲ့ပရိသတ်ကြီးသိစေရင်အေးချင်တယ်ဝိပဿနာဉာဏ်စိတ်ဘယ်နှလုံးလား ပထမဆုံးဉာဏ်စိတ်ကိုပြောရအောင်နာမရူပပရိစ္ဆေရဉာဏ်။ဏယုတ်ကိုသိသောဉာဏ်။ဏယုတ်ကိုသိပြီဆိုတဲ့သူကသက္ကာယဒိဋ္ဌိပယ်ပြီးသွားပြီ။အဲ့ဒါရှင်းပြီဟဲ့လား။ရဲဘော်လေးတွေတိုက်နေကြတယ်အဲ့ဒါ။မဲစိတ်ဆိုတဲ့ဘုဇုကမလာသေးဘူး။နာမရူပပရိစ္ဆေရဉာဏ်မှာပယ်ကိလေသာပယ်သွားပြီလေ။သက္ကာယဒိဋ္ဌိ။နောက်တဲလိုက်ဥဒယဘယဉာဏ်။ ပြောဥရယအညာငါအဖြစ်ကိုသိတယ်ဝါယညာငါအပြက်ကိုသိတယ်အဖြစ်ကိုသိသောညာသည်ဩစိရဒိဋ္ဌိကိုပယ်ပြီအပြက်ကိုသိသောညာသည်သတ္တရဒိဋ္ဌိကိုပယ်ပြီသတ္တရဒိဋ္ဌိနဲ့ဩစိရဒိဋ္ဌိနှစ်ပါးကိုဥရယပြညာငါပယ်တယ်ဟောအဲ့ဒါတိုက်ပွဲတိုက်ပွဲစနေတာနော်တိုက်ရင်မူလောင်းနေတိုက်နေတာအဲ့ဒါက ဘိုးကျော်ကနောက်ကနေတိုက်တိုက်တို့ခိုင်းနေတာသူတော့ဝင်မတိုက်ဘူးအဲ့ဒါမျိုးပဲရှင်းနာကိုနည်းနည်းတဲ့သွားဘင်္ဂဗယအာဒီနဝနေပြီတာအဲ့ဒီညာနေအဲ့ဒီညာနေကို ရောက်ပြီလို့ဆိုကြပါစို့အဲ့ဒီဘင်္ဂညာဗယညာအာဒီနဝညာနေပြီတာညာတို့ကို ရောက်သွားပြီဆိုတာနဲ့တပြိုင်တည်းတဲ့ပြိဿရေဒီလိုလေးမိုင်းဆမ်းပါ ဘယဉဏ်ကိုရောက်ပြီဆိုလို့ရှိရင်လေဘဝမှာပျော်တဲ့စိတ်တွေကုံသွားပြီဘာတွေကုံသွားလဲနန္ဒီပေါ့ဗျာဘဝကိုနှိမ့်သက်တဲ့နန္ဒီကိုဘယဉဏ်ကပယ်တယ်နေပြီးရဉဏ်ညီးဝေးတဲ့ဉဏ်ကိုရောက်ပြီဆိုလို့ရှိရင်ရာဂကိုပယ်တယ်နန္ဒီရာဂเนาะအဲ့တော့တောပြီးပြိဿကြီး ရှင်းရှင်းကဝိပဿနာဉာဏ်တို့သည်အဲ့ဒီလိုအဲ့ဒီလိုဉာဏ်တဆင်းပြီးတဆင်းကိရိသာကိုမလောက်လာတာလေဖြည်း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 ချင်းပဲလာတာမဲညာလာကဏီးတဲ့အချိန်ကြတော့လမ်းကအကုန်ရှင်းနေပြီနော်လမ်းကြောင်းကြီးရှင်းပြီးပြီဆိုတော့မှမဲစိတ်ဝင်လာတာကိုလမ်းခင်ပြီးပြီလို့ပြောရတာမဲစိတ်ကခင်းတာလေးတဲ့လမ်းကြောင်းပေါ်မှာနောက်ကဘသူဝင်လာတာလဲ ဖို့စိတ်ကဝင်လာတာအဲ့ဒါဘုံကျုပ်ကြီးကြွလာပြီးတော့ကဘာမကြီးလှုပ်ထန်နေတူတူပဲဖို့စိတ်ကဝင်လဲလာရောကိလေသာကလမ်းကြောင်းတစ်လျှောက်ကြံသေးလားရှိဘူးဘာမရှိတော့ဘူးနိဗ္ဗာန်နဲ့ဝင်သွားအေးစေးစေးအဲ့ဒါနိဗ္ဗာန်ရဲ့အရသာဝိမု ക്തി ဒုက္ခကိုခံစားပြီးတော့ဖို့စိတ်ကနေရောတဲ့အစီအစဉ်ကြမ်းမြင်လေးဒီလိုနားလည်ထားအဲဒါကြောင့်အလောင်းမင်းရရဲ့အမေကိုအတုလဆရာဖြစ်တဲ့နေရာမှာဒါပြောတယ် ဒဂရမင်းတရားတဲ့ဒဂရမင်းတရားရဲ့တိုင်းပြည်နယ်စပ်မှာသဘုံထလို့ရှိချင်းမင်းတရားကိုယ်တိုင်ကအဲ့ဒီသဘုံကိုသွားမတိုက်ဘဲနဲ့စစ်သူကြီးကိုလွတ်လိုက်တယ်မဟုတ်လားမလားပါဘုရားစစ်သူကြီးကြီးကလည်းအကြီးဆုံးစစ်သူကြီးက မတိုက်ဘဲနဲ့ဒုတိယတတိယစစ်သူကြီးတော့ကနေတတ်နဲ့သွားတိုက်တယ်မဟုတ်လားမလားပါအဲ့ဒီတတ်နဲ့စစ်သူ အငယ်အလတ်တွေကတိုက်ပြီးလို့ရှင်းသွားတဲ့လမ်းကြောင်းပေါ်မှာဘသူဝင်သွားလဲစေတူကြီးဝင်သွားတာစေတူကြီးဝင်ပြီးတော့မှတက်ကောအကောင်စစ်ပြီးတော့မှတကယ်ငိမ့်ချမ်းပြီးဆိုတာသိကြတော့မှဘသူကိုကြွပါလို့ဖိရလဲဘယင်ကိုကြွပါလို့ဖိရတာအဲ့ဒါလိုပဲပေါ့ကွာတဲ့မဲစိတ်ဝင်သွားတဲ့အချိန်မှဘာဖြစ်တာလဲစေတူကြီးအကြီးဆုံးဝင်သွားသလိုပဲ လုံးဝသဘုံတို့ဘာဖြစ်ခဲ့ပြီလဲငိမ့်ချမ်းသွားပြီမဲစိတ်ကငိမ့်ချမ်းစွာတိဆောက်တတ်တဲ့လမ်းကြောင်းပေါ်မှာမှဘာဝကဝင်ပြီးတော့နိဗ္ဗာန်အရသာခံစားလဲဖိုလ်စိတ်ကနိဗ္ဗာန်အရသာဝင်ပြီးတော့ခံစားတာအဲဒီလိုသွားကြတာပါတကားတော့ဆိုတော့ကောင်းလာပြီဖျားတဲ့အလောင်းမင်းတရားကဒီလောက်ပဲပြောတယ် အာဆိုတော့ဘုရားရဲ့ဉာဏ်ဒီကကြီးကြရမူလိုက်တာဘုံတော်ကံတော်ဉာဏ်တော်သဘာတော်ဒီဘာရိညာရိနဲ့ကြီးကျူးသေးလားမကြီးကျူးပါဘူးဒီလောက်ပဲကောင်းလာပြီဆရာတော်ဆိုပြီးရောဗျာသူတို့များအစင်းပြေးတာเนาะအေးအဲ့ဒါကြောင့်မလို့ရိုးရိုးနဲ့တိုးတိုးချင်းချင်းအဲ့ဒီရှင်းရှင်းပြတ်ပြတ်ကလေးတွေကပြိဿကြီးကောင်းတာအများကြီးရှိเนาะကိုယ်အလုံးပြိဿကြီးကိုဒါဝိပဿနာဉာဏ်နဲ့မဲ့ဉာဏ်ပုံဉာဏ်တို့အကြောင်းကို အတုလဆရောရဲ့အဖြေနဲ့အလောင်းမင်းတရားရဲ့အမေးကိုတွဲပြီးတော့ပြိဿတ်ကိုဒါနည်းနည်းပြောပြဒီတော့ပြန်ပြီးတော့ဒါကိုဟလာ abstract ထုတ်လိုက်မယ်ဆလို့ရှိဝိပဿနာဉာဏ်စေဘာကမလုတ်သွားပြီလေကိလေသာကိုတတ်သွားပြီးပြီသောသောမဲစိတ်မလန်သေးရင်ကိလေသာကိုတတ်ရမရောက်ဘူး တိုင်ပွဲမှာဘလောက်ပဲသဘုံတွေကိုနှိမ်နှင်းပြီးစေကမူတတ်မှုကြီးလာပြီးတော့အဲ့ဒီနေရာမှာအလံမဆိုင်သေးရင်ဒီနေရာကို အောင်မြည်လို့မဆုံနိုင်အဲ့ဒါမျိုးပဲတဲ့ညာဆယ်ပန်းဒီကိလေသာကိုသတ်ထားပြီးတော့လည်းပဲမေဇောကြလာမှသာလျင်ဟိုသေပြီးကိလေသာတွေပြန်မထောင်တာဟုတ်လားမေဇောကြပြီးမှ သေပြီးတဲ့ကိလေသာတွေဘာမဖြစ်တာလဲပြန်မထတော့ အဲ့လိုငြိမ့်သွားပြီဆိုတော့မှနိဗ္ဗာန်ရဲ့အင်းငြိမ့်တဲ့အရာသာကိုဘသူဝင်ခံစားသွားလဲဖိုလ်စိတ်ကဝင်ခံစားသွားတာအဲ့ဒီလိုအဲ့လိုခံစားသွားတဲ့နေရာမှာလဲသစ္စာလေးပါးကိုသိပြီလို့ပြောတဲ့နေရာမှာလဲပဲပရိသတ်ကြီးတကယ်တော့သစ္စာလေးပါးအကုန်လုံးဟာသိဖို့အလုပ်မဟုတ်ဘူးတဲ့ဒုက္ခတစ်ခုကမလုပ်ဖို့လဲသိဖို့သမုဒိယသစ္စာကမလုပ်ဖို့လဲပယ်ဖို့ဖြစ်တယ် နိရောဓကဝင်ရောက်ရမယ်ပန်းတိုင်ဖြစ်เนาะမေဃကတော့ရှုံသွားရမယ်လမ်းစဉ်လို့အဲ့ဒီလင်းကိစ္စကိုမေဃလေးချက်စလုံးကိုတပြိုင်နက်တည်းအလောက်လောက်သွားတာဟာဘာနဲ့တူသလဲဆိုရင်စီမီတိုင်နဲ့တူပါတယ်ဘာတဲ့ခွတဲ့မှာစီတဲ့မိဇာတလို့ထွမီထွန်းတာတဲ့အခါမှာ အဲ့ဒီမိတော်မိလျံသည်တမိစာကို လောင်ကျွမ်းခြင်းနေကစီကိုခန်းစေခြင်းသုံးကအမောင်ကိုပယ်ဖြောက်ခြင်းလေးကအလင်းရောင်ကို ဖြစ်ပေါ်စေခြင်းကိစ္စလေးချက်စီမိခွဲမှာတပြိုင်တည်းဖြစ်သလိုမဲစိတ်သည်တဲ့ခန္ဓာဒုက္ခသစ္စာကိုစိုက်ကြည့်တယ်မိစာထဲမှာမိဝင်သလိုပဲ။ ကိလေသာသမှုရိယသစ္စာတဏကိုခန်းချောက်စေတယ်စီကိုခန်းစေတဲ့ဇေမိတိုင်းလိုပဲဟုတ်လားဟောအဝိဇ္ဇာဆိုတဲ့အမောင်ကိုပယ်ဖြောက်တယ်ပြိဿကြီးမိတိုင်းကအမောင်ကိုပယ်ဖြောက်သလိုပဲနိဗ္ဗာန်တဆိုတော့ဝိဇ္ဇာဆိုတဲ့အလင်းရောင်ကိုပြစ်စေတယ်ဟုတ်လားအဲ့ဒါမဲ့ကိစ္စ၄ချက်တပြိုင်နက်တည်းဒီလိုဖြစ်တယ်လို့ပြောပါတယ်သို့တော်လည်းပဲဝိသာလီပြီက အဲ့လောက်နဲ့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 ဟောရမယ်အနေထားမဟုတ်ဘူးဝေသာလိပိရဲ့ညာတကောင်ရံဘုရားဒီတရားကိုဟောနေတဲ့အနေထားကိုလှမ်းကြည့်လိုက်ရင်ဒီလိုသစ္စာဉာဏ်တွေဝိပဿနာဉာဏ်တွေကိုနဲ့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 ဟောဖို့မဟုတ်ဘူးဘာပဒနာတဟောမှလဲလို့ဆိုပရိတ်ကိုပဒနာတဟောမှာဘာကိုလဲ သောသောလည်းပဲဘုန်းကြီးတို့ဒီကနေ့ပြိဿတ်မှာတော့ဓာရီကသိဖို့ကောင်းတယ်ဆိုပြီးတော့ဘုန်းကြီးတို့ကမချမ်းမဲနဲ့အလေအလသဘောနဲ့ထည့်ပြီးတော့ပြောတယ်အဓိကကတော့သောတာပန်သံဃာဂုံကြီးပေါ်ဖို့ဒီမှာအဓိကသောတာပန်သံဃာရဲ့ဂုံကြီးကဘယ်လိုပေါ်ရမလဲမထဝေသီတော်မြေ၌ဝင်းမီတည်၍နေသော အိန္ဒခီလလွန်စွာမြေခိန်စွာစိတ်ထားတဲ့တကားတိုင်းသည်စတောဘိဝတေယျာလေးမျက်နှာမှလာတော်လေတို့ကြောင့်အာသမကံပိယောယတာတုံလုံးခြင်းချောင်ချခြင်းအလျင်မရှိလေပြီတကဲ့သောဧဝမေဝဧဝတတပမထံယုတောနိတုစွာရောခြင်းသောတပံဖြစ်ပြီးတဲ့အရိယသံဃာတိသတ္တရိသစ္ဆာနိ သစ္စာလင်းလေခိုင်နှင်းစီတော်ကိုအဝိဇ္ဇမဲ့ညံဖြင့်သဲဝင်၍ပတ္တတိမြင်၏တသတောသောဓမ္မပုဂ္ဂိုလ်ရဲ့စိတ်တန်စိတ်သည်အတံပကံပြီးရောလောကတံတလိမုံတိုင်းဝှေ့လည်းပဲမရွေ့